မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာမှာ screenshot ရိုက်လို့ရနိုင်တဲ့နီလန်၅ခုကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးကကျွန်တော်လွန်ခဲ့တဲ့တနှစ်ကျော်လောက်တုန်းကလည်းတစ်ခါမျှဝေပေးခဲ့ပူပါတယ်အခုရက်ပိုင်းမှာကျွန်တော်စီဝလာပြီးတော့မိတဲ့သင်တန်းသားလေးတွေတွေ့ရတဲ့အတွက်ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ် တခါတလေမှာကျွန်တော်တို့ကွန်ပျူတာစကရင်ကိုစကရင်ရှော့ရိုက်ပြီးတော့မှအသုံးပြုခြင်းတဲ့အခါလေးတွေရှိပါတယ်ဒီလိုမျိုးကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာစကရင်ကိုစကရင်ရှော့ရိုက်ခြင်းတဲ့အခါမှာရိုက်လို့ရနိုင်တဲ့နီလန်လေး၅ခုရှိပါတယ်အဲ့ဒီနီလန်၅ခုတည်းကနေပြီးတော့မှအလွယ်ကူဆုံးနီလန်တစ်ခုခုကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါလေးတွေကိုကျွန်တော်တို့လက်တွေ့ပြပေးဖို့ရအတွက်နံပါတ်1နီလန်လေးတစ်ခုကတော့ကျွန်တော်တို့အရန်ကိုလွယ်ကူပါတယ်ကီးဘုတ်ကနေပြီးတော့မှ ဝင်းဒိုကီးနဲ့ရှစ်နဲ့ကိုလက်ကဖိပြီးတော့ S ကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြီးတော့ကွန်ပျူတာစကရင်ကိုအလွဲတကူစကရင်ရှော့ရိုက်ယူလို့ရပါတယ်ဒီတော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှနှိပ်ပေးရမှာလေးကကီးဘောကနေပြီးတော့ window key ရဲ့ s ရဲ့ကိုကျွန်တော်တို့ window key နဲ့ရှစ်နဲ့ကိုလက်ကဖိထားမယ်ပြီးရင်တော့ကျွန်တော်တို့က s ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ် window shift s ကိုနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ computer ကို screenshot ရယူပေးသွားမှာဖြစ်ပါတယ်ဒီတော့ဒါလေးကိုကျွန်တော်တို့လက်တွေ့လောက်ကြည့်လိုက်မယ် ကီးဘုတ်ကနေပြီးတော့မှ window key နဲ့ shift နဲ့ကိုလက်ကဖိထားမယ် s ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါတယ် window key ရဲ့ shift ရဲ့ကိုလက်ကဖိပြီးတော့ s ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ screenshot ရိုက်လို့ရတဲ့နေရာလေးကြာလာပါလိမ့်မယ်ဒီရက်နေရာလေးမှာကိုက screenshot ကိုရိုက်ချင်တဲ့အခါမှာဘယ်နေရာကနေပြီးတော့ဘယ်နေရာထိရိုက်ချင်တာလဲမောင်းနဲ့ကျွန်တော်တို့ဖိဆွဲပြီးတော့အလွယ်တကူကျွန်တော်တို့ screenshot ရိုက်လို့ရပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်တော့ဒီကနေပြီးတော့မှဒီထိကျွန်တော် screenshot လေးရိုက်ယူလိုက်ပါမယ် မောင်းနဲ့ကျွန်တော်တို့ဖိဆွဲလိုက်မယ်လွှတ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီဘတ်ဘေးလေးမှာစကရင်ရှော့ရိုက်ထားတဲ့ဓာတ်ပုံလေးကျွန်တော်တို့ဒီမှာဒီဘတ်ဘေးလေးရနေပြီးတော့ကျွန်တော်တို့တက်လာပါလိမ့်မယ်ဒီတော့ကိုရိုက်ထားတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ကလစ်တစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကိုကျွန်တော်တို့ကွန်ပျူတာထဲမှာသိမ်းပေးရပါမယ်သိမ်းမှာဖြစ်တဲ့အတွက် control ရဲ့ s ရဲ့နှိပ်ပြီးတော့အလွယ်တကူကျွန်တော်တို့သိမ်းလို့ရပါတယ်ဒီတော့ဒီပုံလေးကိုဘယ်နေရာမှာသိမ်းချင်လဲကိုရဲ့ကွန်ပျူတာထဲမှာကိုသိမ်းလို့တဲ့ဖိုင်လမ်းကြောင်းလေးကိုရွေးပြီးတော့မှ ျွန်တော်တို့စိတ်ဆိုတာလေးနှိပ်ခဲ့ပြီးတော့ကျွန်တော်တို့ပုံဝင်သိမ်းလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ကွန်ပျူတာကို subscribe ရိုက်ချင်တဲ့အခါမှာအလွယ်တကူရိုက်လို့ရနိုင်တယ်ရိုက်ရိုက်လို့ကျွန်တော်တို့ရနိုင်တယ်ပထမနီလာလေးတစ်ခုဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒုတိယနီလာလေးတစ်ခုကတော့ကျွန်တော်တို့ search bar နင်ပြီးတော့မှ snapping 2ဆိုပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အောက်ခြေလေးမှာ search bar နင်ပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမယ့်ကျွန်တော်တို့နာမည်လေးက snapping2 ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ် စနပ်ပင်2လို့ရိုက်လိုက်တာနဲ့တပြိုင်တည်းအပေါ်မှာကျွန်တော်တို့ဒီမှာစနပ်ပင်2ဆိုတဲ့ software လေးကျွန်တော်တို့တက်လာပါလိမ့်မယ်ဒီတော့ DS software လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဖွင့်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ကြာလာပြီဆိုရင်တော့ကျွန်တော်တို့က computer ကို screen share ရိုက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ new ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင်တော့ကိုရိုက်လိုတဲ့နေရာလေးတွေကိုအလွယ်တကူကျွန်တော်တို့ mouse နဲ့ဖိဆွဲပြီးတော့ screen shot လေးရိုက်ယူလိုက်လို့ရပါတယ် ရှာပြီးသွားတာနဲ့တပြိုင်တည်းကျွန်တော်တို့အခုလိုမျိုးကိုရထားတဲ့ဓာတ်ပုံလေးဟာတက်လာပါလိမ့်မယ်ဒီတော့ဒီပုံလေးကိုကျွန်တော်တို့ကွန်ပျူတာထဲမှာသိမ်းခက်ပေးရမှာဖြစ်တဲ့အတွက် file နဲ့နေပြီးတော့ CSS ဆိုတာလေးနဲ့ကျွန်တော်တို့သိမ်းခက်ပေးလို့ရပါတယ်ဒီတော့ကိုရကွန်ပျူတာထဲမှာဘယ်နေရာမှာသိမ်းလို့လဲကိုသိမ်းလို့တဲ့ file လမ်းကြောင်းလေးတွေယူမယ်ပြီးရင် file number ကိုရစိတ်တိုင်းကျကျွန်တော်တို့ပေးပြီးတော့မှစိတ်နှိပ်ပြီးတော့မှကျွန်တော်တို့သိမ်းခက်လိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ကွန်ပျူတာကို screenshot အလွယ်တကူရိုက်လို့ရနိုင်တဲ့ ဒုတိယနီလန်လေးဖြစ်ပါတယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့နီလန်လေးတစ်ခုကတော့ keyboard shortcut နဲ့အလွယ်တကူရိုက်တဲ့နီလန်လေးဖြစ်ပါတယ်။ keyboard ကနေပြီးတော့မှ window key နဲ့ကျွန်တော်တို့ press screen key လေးကိုတစ်ချက်လောက်နှိပ်ပေးရမှာဖြစ်ပါတယ်။ keyboard ကနေပြီးတော့မှကျွန်တော်တို့ window logo key နဲ့ကျွန်တော်တို့က prd scr ဆိုတဲ့ press screen key လေးကျွန်တော်တို့ဖြစ်ပါတယ်။ဒီတော့ window key နဲ့ press screen key ကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့လဲ ကျွန်တော်တို့ကွန်ပျူတာကို screenshot ရိုက်ယူလို့ရပါတယ်ဒါဆိုကျွန်တော်တို့တစ်ချက်လောက်စမ်းကြည့်လိုက်မယ် window key နဲ့ print screen key လေးတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်လိုက်တာနဲ့တစ်ပြိုင်တည်းကျွန်တော်တို့ကွန်ပျူတာမှာ screenshot ရိုက်ယူပြီးသားလေးရရှိသွားပြီဖြစ်ပါတယ်ဒီတော့ရိုက်ထားတဲ့ဓာတ်ပုံလေးကကျွန်တော်တို့မပေါ်နေသေးတာဖြစ်တဲ့အတွက် search bar နဲ့ပြီးတော့မှ PAIND ပိတ်ဆိုပြီးတော့မှပိတ် software လေးကျွန်တော်တို့တစ်ချက်လောက်ဖွင့်လိုက်ပါမယ် ပိတ်စော်ဝဲပွင့်လာပြီဆိုရင်တော့အစောတော့ကကျွန်တော်တို့ window key နဲ့ print screen key ကိုနှိပ်ပြီးတော့မှ screen shot ရိုက်ယူထားခဲ့တဲ့ဓာတ်ပုံလေးကို control ရဲ့ v ရဲ့နှိပ်ပြီးတော့ပေးချလိုက်ပါမယ်ပေးချလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ computer screen shot ရိုက်ထားတဲ့ပုံလေးကဒီနေရာမှာတက်လာပါလိမ့်မယ်ကျွန်တော်တို့ဒီပုံလေးကို သိမ်းပေးရမှာဖြစ်တဲ့အတွက် file နဲ့နေပြီးတော့ save ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာကိုသိမ်းလို့တဲ့နေရာလေးတွေရွေးပြီးတော့မှသိမ်းလို့ရပါတယ် အခုဒီရက်ကျွန်တော်တို့က window key နဲ့ print screen key ကိုနှိပ်ပြီးတော့ရိုက်တာကတော့ကျွန်တော်တို့ကိုလိုအပ်တဲ့နေရာလေးတွေကြည့်ပဲရွေးချယ်ပြီးတော့ရိုက်လို့မရဘူးပေါ့နော်။သူက computer screen ပြန်လိုက်ကြည့်လို့ပဲသူကတခါတယ် screenshot ရယူပေးတော့မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ number 3နီလန်းလေးဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဒီထိနားလည်လောက်မယ်လို့ထင်တယ်။ပြီးရင်ကျွန်တော်တို့နောက်ထပ် number 4နီလန်းလေးရတော့ကျွန်တော်တို့ ကီဘောက်ကနေပြီးတော့မှဝင်းဒိုးကီးနဲ့ဂျီနဲ့ကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့မှလဲအလွယ်တကူကျွန်တော်တို့ရိုက်ယူလို့ရပါတယ်ကီဘောက်ကနေပြီးတော့ဝင်းဒိုးကီးရဲ့ GL ကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒါဒါကြောင့်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဝင်းဒိုးကီးနဲ့ဂျီနဲ့ကိုနှိပ်လိုက်ပါတယ်ဝင်းဒိုးကီးနဲ့ဂျီနဲ့ကိုနှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဘောက်လေးတွေကြာလာပါလိမ့်မယ် ဒါလေးတွေမှာကိုကမလိုအပ်ဘူးဆိုရင်တော့ကလို့နဲ့ပိတ်လိုက်လို့ရတယ်ကျွန်တော်တို့ window key နဲ့ gene ကိုနှိပ်လိုက်တာနဲ့ဒီလိုမျိုးပေါက်လေးကျလာပါလိမ့်မယ်ကျလာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဓာတ်ပုံရိုက်လို့ရတဲ့ဒီကင်မရာပုံစံလေးကျွန်တော်တို့ပေါ်နေပါလိမ့်မယ်အကယ်၍ဒီရဲ့ပေါက်လေးကကျွန်တော်တို့ပြောင်းနေတယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့အပေါ်မှာရှိနေတဲ့ capture ဆိုတဲ့ထဲကိုဝင်ပြီးတော့ဒီပေါက်လေးကိုကျွန်တော်တို့ပြန်ဖော်လို့ရပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က computer ကို screenshot ရယူချင်တာဖြစ်တဲ့အတွက်ဒီရဲ့ကင်မရာပုံစံလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ် ခုတကယ်လို့ကျွန်တော်တို့ကဒီမှာတရားနေပြီးတော့မှကင်မရာပုံလေးကိုကျွန်တော်တို့ကနှိပ်လို့မရနိုင်ဘူးဆိုရင်လေသူ့ရဲ့ကျွန်တော်တို့ shortcut လေးရှိတယ်အဲ့ဒီ shortcut လေးကတော့ကျွန်တော်တို့ဒီမှာ window ရဲ့ order ရဲ့ press screen key ရဲ့ကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အခုလောလောဆယ်ဒီဘောက်ကနေပြီးတော့မှကျွန်တော်တို့ရိုက်လို့မရနိုင်တဲ့အတွက်သူ့နဲ့သက်ဆိုင်တဲ့ shortcut key လေးနှိပ်လိုက်ပါမယ်ဒါကြောင့် window နဲ့ order နဲ့ကိုလက်ကဖိထားပြီးတော့ press screen key လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ် window order press screen key လေးကျွန်တော်တို့နှိပ်ယူပါမယ်အခုဒီမှာเนาะကျွန်တော်တို့ window key နဲ့ order နဲ့လက်ကဖိပြီးတော့ press screen key ကိုကျွန်တော်တို့နှိပ်လို့မရရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခေါက်ထပ်ပြီးတော့မှ window နဲ့ G နဲ့နှိပ်ပြီးတော့ဒီရဲ့နေရာလေးကိုကျွန်တော်တို့သွားလိုက်လို့ရပါတယ်ဒီမှာကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်း ဒီဘက်ဘေးလေးမှာ screenshot စေဆိုပြီးတော့မှကျွန်တော်တို့ဘောက်လေးကြလာပါလိမ့်မယ်။သူ့ကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ computer screen ကိုကျွန်တော်တို့ဒီမှာ screenshot လေးရိုက်ယူပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီရဲ့နေရာလေးနဲ့ကျွန်တော်တို့ screenshot ရိုက်ယူတဲ့အခါမှာဆိုရင်တော့ computer screen မှာကျွန်တော်တို့ color တွေပါပါမဟုတ်တော့ဘဲနဲ့ black and white အဖြူအမဲပုံစံလေးနဲ့သူကရိုက်ယူပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒီတော့ကိုက ကွန်ပျူတာစကရင်ပေါ်မှာတခုခုဖွင့်ထားပြီးတော့ကျွန်တော်တို့နောက်ထပ်ရိုက်ကြည့်လိုက်ပါမယ်။ဒီတော့ကျွန်တော်ဒီထဲကနေပြီးတော့မှဒီရဲ့ keyboard ပုံလေးပေါ်ထားလိုက်မယ်။ window နဲ့ gene ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီကနေပြီးတော့ကင်မရာပုံစံလေးကနေပြီးတော့မှ clip တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ရိုက်ကြည့်လိုက်ပါမယ်။ဟောဒီမှာကျွန်တော်တို့ကတက်လာပြီဆိုရင်တော့သူ့ကို clip တစ်ချက်နှိပ်ပဲ။ ခုဒီမှာဆိုရင်ကျွန်တော်တို့ signature ရယူထားတယ်ဒီရဲ့ keyboard ပုံလေးကျွန်တော်တို့တက်လာပါတယ်ဒီတော့ဒီရဲ့နေရာလေးကကျွန်တော်တို့ကဒီပုံလေးတွေမှာ signature ရယူပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ computer ဘယ်နေရာမှာသွားပြီးတော့မှသိမ့်နေလဲဆိုတာလေးကိုကျွန်တော်တို့သိကျင်တဲ့အခါမှာဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ open file location ဆိုတာလေးနဲ့ကျွန်တော်တို့တစ်ချက်ဝင်ပါမယ်အခုလိုမျိုးကျွန်တော်တို့ continue ဆိုတဲ့ပုံလေးပေါ်လာပြီဆိုရင်တော့တစ်ချက်လောက်ဆက်ပြီးတော့နှိပ်ပေးလိုက်ပါမယ် နှဲ့လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့အစောနောက်ကကွန်ပျူတာကို screenshot ရိုက်ယူခဲ့တဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့အခု DX နေရာလေးမှာသူက auto သိမ်းပေးသွားတာတွေ့ရပါတယ်ဒီတော့ DX ဓာတ်ပုံလေးတွေကိုကိုကဒီနေရာမှာမထားခြင်းမူအပြင်မှာထုတ်ချင်တဲ့ဆိုရင်တော့ control ရနဲ့ select off ပေးပြီးတော့မှ control နဲ့ c နဲ့နှိပ် copy လေးကူးခဲ့ပြီးတော့ကိုချလိုတဲ့နေရာလေးမှာပေးသွားပြီးတော့မှချထားခဲ့လို့ရပါတယ်ကိုကမလိုအပ်တော့ဘူးဆိုရင်တော့ဒီပုံလေးတွေကို delete နဲ့ကျွန်တော်တို့ဖြတ်ပစ်လိုက်လို့ရပါတယ် ဒါကတော့ကျွန်တော်တို့ window key နဲ့ g နဲ့ကိုနှိပ်ပြီးတော့ computer ကို screenshot ရိုက်လို့ရနိုင်တဲ့နီလန်းလေးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တို့ကနောက်ဆုံး number 5ရိုက်လို့ရနိုင်တဲ့နီလန်းလေးကတော့ကျွန်တော်တို့ search bar နဲ့ပြီးတော့မှ game bar ဆိုပြီးတော့မှရိုက်ထည့်ပေးလိုက်ပါမယ်။ဒီမှာကျွန်တော်တို့ search bar မှာ game ဆိုပြီးတော့ရိုက်လိုက်တာနဲ့တပြိုင်တည်းအပေါ်မှာကျွန်တော်တို့ game bar ဆိုတဲ့ app လေးတက်လာပါတယ်။ဒီတော့သူ့ကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ်။နှိပ်လိုက်တာနဲ့တပြိုင်တည်းအစောနောက်ကကျွန်တော်တို့က window နဲ့ g နဲ့ကိုနှိပ်ပြီးတော့မှ အလွယ်တကူဝင်လိုက်တဲ့နေရာလေးကိုပဲသူကရောက်ရှိလာမှာဖြစ်ပါတယ်ဒီတော့ကိုကဝင်းဒိုးနဲ့ဂျီနဲ့ကိုနှိပ်ပြီးတော့ shortcut key နဲ့ပဲတုံတုံ search bar နဲ့ပြီးတော့မှဒီ gamer ဆိုပြီးတော့မှရိုက်ထည့်ပြီးတော့ပဲတုံတုံဒီရဲ့နီလန်လေးရဲ့ကျွန်တော်တို့အတူတူပဲဖြစ်ပါတယ်အဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ကဓာတ်ပုံပုံစံလေးမှာကင်မရာပုံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့မှကွန်ပျူတာကိုအလွယ်တကူကျွန်တော်တို့ screenshot ရိုက်ယူလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အားလုံးနားလည်တော့မယ်လို့ထင်တယ် ဒါကတော့ကျွန်တော်တို့ကွန်ပျူတာကို screenshot ရိုက်ချင်တဲ့အခါမှာရိုက်လို့ရနိုင်တဲ့နီလန်လေး၅ခုဖြစ်ပါတယ်။နီလန်၅ခုလုံးကိုတိထအောင်ကိုကိုတိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုတိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။ဒီရက်နီလန်၅ခုတည်းကနေပြီးတော့မှအလွယ်ကူဆုံးနီလန်တစ်ခုခုကိုတောင်းပြီးတော့ကျွန်တော်တို့ကွန်ပျူတာစကရင်ကိုစကရင်ရှော့ရိုက်ယူနိုင်မှာဖြစ်ပါတယ် ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုဒီမှာပဲရန်နာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ